အလုံးမဲမေလာကဒီတော့ကျွန်တော်တက်ဆက်ဗီဂျင်နာကတော့လိုင်းပေါ်ကနေလိန်တာမှုဖြစ်နေမြေပြင်ကနေပြီးတော့လိန်နဲ့ရိုးရှင်းပြီးတော့လူတိုင်းခံရဖို့များတဲ့ဒီနည်းကိုကျွန်တော်တို့ပြောပြပေးချင်ပါတယ်ပြင်မော်ဆိုတာတော့ကြော်သေးတယ်မြေကျွန်တော်တို့ဒီလိုင်းပေါ်မှာမဟုတ်ပြကျွန်တော်တို့ဒီကြေးရွာတွေမှာကြေးလက်ဒေသတွေကျွန်တော်မျိုးပြကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအပြင်ဘက်ကလူကြီးပိုင်းတွေကိုအဓိကထားပြီးတော့လိန်နဲ့လိန်ကြီးပဲပြည်ရအများကြီးရှိတယ်ကျွန်တော်တို့ဒီဒါ ချီပေါက်တယ်ဆိုပြီးတော့လျှောက်ပြီးတော့လိန်တာတွေရောမျိုးမျိုးရှိပြ။ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်နီးကတော့နေမန်တည့်ရဲ့ကိုခံရတဲ့နီးပဲဗျ။ဒီနီးကလည်းကျွန်တော်เนี่ยဒါညီဆက်ဆက်มาပဲဖြစ်သွားတဲ့ခြားသက်ရှိကျွန်တော်ကိုယ်တိုင်လည်းဒီနီးကိုအသွင်ကြကြရောလက်မြင်ဒိဋ္ဌာကျွန်တော်ဒီပြုကြုံကြရတဲ့လင်းကြီးပဲဗျပြောမယ်ဆိုတော့ဒီနီးကကရိုးရှင်းလေးနဲ့ကိုကျွန်တော်ဒီခံရတာဗျအရှင်းပြောမယ်ဆိုရင်တော့အတုံးလုံးတွေကိုအများကြီးမမောဝေရာ ပေးပြီးတော့ လိန်သွားတဲ့နည်းပဲလင်ခံရသူတွေကလည်းဒီပြောမယ်ဆိုတော့တေချာမလေ့လာဘူးခွေကြီးကဒီချီးတဲ့လူရေးယူတဲ့လူရဲ့ background ကိုလည်းကျွန်တော်မတီးပဲနဲ့ဒါခံရတာပဲဗျာပြောမယ်ဆိုတော့လောဘအားကြီးလေလေဒါကခံရပဲဒါကြောင့်ကျွန်တော်ဒီနေ့မှာတော့ဘလို့လိန်တာလဲဒီနီးတန်းလေးကကျွန်တော်ပြောမယ်ဆိုတော့တီထားဖို့တစ္ဆက်ပြခြင်းပါလိမ့်ခင်ဗျာဒီရိုးရှင်းတဲ့ငွေလေးကိုအပေါ်ယံမြေကတော့ကျွန်တော်ဒီဒါဒီနီးတန်းလေးကတော့လူတိုင်း ိပါတယ်ကွာလို့ထင်ကောင်းထင်နိုင်တယ်ရိုးလိုက်တာလို့ကျွန်တော်ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့တကယ်ကြုံလာရင်တော့ခင်ဗျားတို့တိတိရဲရဲနဲ့တိတိနဲ့ကိုခင်ဗျားတို့ခံဖို့ရတာတော်လေးများတယ်ဗျာဒီစတိုင်လေးကယုံကြည်မှုကိုအရင်တည်းစောက်ပြီးမှကျွန်တော်လိန်တာဗျာယုံကြည်မှုကိုအရင်တည်းစောက်တယ်ပြီးမှကျွန်တော်ဒီစော်ထက်လိုက်တာဗျာတည့်ရက်နဲ့လည်းခံရတဲ့ကောင်ကြီးကတော်တော်လေးများတယ်ဒီမြေပြင်မှာကျွန်တော်ဒီမြေပြင်လို့တို့မယ်ဗျာကျွန်တော်ဒီအပြင်ဘက်ကရိုးရှင်းတဲ့ဒီနန်းလေးတွေကိုကျွန်တော်အရင်ပြမအဆင်းရနေပြီးတော့နောက်ဆုံးဆင့်ဒီဘလို့လိန်သွားတာလဲဆိုတာကိုတော့ ျွန်တော်ပြောပြပေးမယ်။သိချင်ရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုခင်ဗျားတို့အဆုံးထိကြည့်ပေးပါ။တဲ့စတိုင်ကပထမအဆင့်ညီနေတော့ဒါလူတရားကိုအုပ်စုလိုက်ကိုဖော်လိုက်တစ်ခုကိုအွန်လိုင်းကျင်းလိုက်တို့လာလာမဟုတ်ဘူး။အွန်လိုင်းကျင်းလိုက်လေလိန်သွားတာမဟုတ်ဘူး။ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီအရင်ဆုံးကျွန်တော်ဒီဒါကျွန်တော်ပြောခဲ့လို့ပဲယုံကြည်မှုကိုယုံကြည်မှုကိုဒီကအရင်ဆုံးတည်ဆောက်တာ။ဒီနေရာမှာတစ်ချက်ပြောချင်တာကဒီပထမအဆင့်မှာခံရတဲ့ကော ပမဆင်မှာလင်ရတဲ့ကောင်ကယူတတ်မယ်ဆိုရင်တော့အကျိုးမြတ်ကရနိုင်နေပြဒါကြောင့်မယ်ဆိုရင်တော့ချီတော်နေကရန်နာပုံစံမျိုးပေါ့ဗျာယူရယူရမယ်ဆိုရင်တော့ဒီပမဆင်ကလေးကလင်ခံရတဲ့ကောင်က လောဘမကြီးမယ်ဆိုရင်တော့အကျိုးမြတ်ကတော့ရနိုင်တယ်ဘလို့အကျိုးမြတ်ယူလို့ရလဲဆိုတော့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတိုင်းရင်ခင်ဗျားတို့သဘောပေါက်မှာဗျာပြောရမယ်ဆိုရင်တော့ကျွန်တော်လိမ်မဲ့လူကသူခြေချမဲ့နေရာရဲ့ပြည့်မြတ်ကကျွန်တော်ပြောမယ်ဆိုတော့ ဒါသာဇန်ပေါ့ဗျာနည်းနည်းလေးတူပြောမဲ့စကားကိုယုံကြည်တဲ့ကောင်အဲနည်းနည်းလေးဒါနည်းနည်းလေးပေါ့ဗျာပြောမဲ့စတော့ယုံကြည်မှုယုံယုံရမဲ့ကောင်တရားကိုသူကတာဂက်ထားရှာတယ်သူကပြောမယ်အမင်းငါးစီကိုအကျွေးပေးမယ်ဆိုရင်တော့မင်းကိုငါအတိုးများများနဲ့မျိုးပြန်ပေးမယ်အရင်ကျွန်တော်တခြားလူတွေမှာမင်းကတသိန်းမင်းချိလိုက်တယ်အတိုးက9တော့မရမှာကွာ9တော့မင်းနှစ်စာပေးမယ်မင်းငါးစီကိုတသိန်းရှိရတယ်ငါမင်းကိုလာစင်တထောင် မင်းနှစ်ဆအနေနဲ့ပေးပါမယ်။တသိန်းဆိုရင်ငါမင်းကိုလစဉ်တောင်းပေါ်မှာပေးမှာကွာ။အဲ၁၀သိန်းဆိုရင်တသိန်းတကယ်မင်းကမင်းအရင်မထုတ်မချင်းငါမင်းကိုလစဉ်လစဉ်နဲ့အတူပေးသွားမှာ။မင်းများများငါးစီကိုအကျွေးပေးနိုင်လေလေငါးစီကိုအနိုင်လေလေပေါ့ဗျာ။ဒါပေမဲ့ဆိုသူကပန်ကြီးပေါ့။သူ့စီကိုအနိုင်လေလေမင်းလည်းအတူရင်းများရမယ်။ငါကလည်းမင်းရတဲ့မင်းစီက ကျွန်တော်မင်းစီကရားတဲ့ပတ်စံတွေကိုငါတခြားစီးပွားရေးလုပ်ငန်းတွေမှာပြောင်းနေနေတယ်။ဒါပေမဲ့ IC ပွားရေးလုပ်ငန်းတွေဆိုတာလည်းအယောင်တော့ကအင်တာမီဒီဘန်တွေတခြား store market တွေအများအများကြီးရှော့ပြောမှာဒီလိုမျိုးရောအောင်သူကပြောပြီးတော့အရင်စားတော့အဲ့လူကတသိန်းပေးလိုက်မယ်။ပေးလိုက်တဲ့ချိန်မှာတတောင်းရတယ်ဟုတ်တယ်။အဲ့မှာလောဘတွေတက်ပြီးတော့စေတဲ့စေတဲ့ကနေပြီးတော့ကျွန်တော်ဒီတိုင်းပဲဒါသိန်း20သိန်း50သိန်း100ဟိုလောဘတွေကမထိန်နိုင်ဘူးပေါ့ဗျာ။အဲ့လိုလောဘတွေမထိန်နိုင်ခြင်းကလည်း ဒီလိန်ကြီးကရုံးခတ်နိုင်တဲ့ကျော်လေးအချက်ပဲဗျလူတွေရဲ့လောဘကိုဒါကပြားခေါ်တာလေလောဘတဏှာလောဘအားကြီးအောင်မမောပဲကျော်လေးအတုံးတုံးတွေအများကြီးပြင်းမယ်နောက်ပိုင်းတော့အစာပိုင်းမှာတော့အဲ့လူကယုံကြည်မှယုံမှာမင်းဟုတ်ပါမလားကွာဒီတသိန်းမှာဟိုပါပေါ့တတောင်းပြည့်ရဆိုတော့နောက်ပိုင်းချာလာလိုက်မြတ်သူ့ရဲ့မတိစိတ်ကနေယုံကြည်လာပြီးတော့ဟင်ဟုတ်တော့ပါလေဆိုပြီးနောက်ပိုင်းတသိန်းကနေမလာတော့ဘူးရှင်းမြတ်ပတ်စံနေကုန် ကြောင်းပြီးတော့လူစီအပ်တယ်နောက်ပိုင်းလောဘတွေကြီးပြီးတော့ငါတို့အနည်းဆုံးကွာ10လားနဲ့ဟိုပါပေါ့တသိန်းဆိုရင်တောင်းပြတရားဆိုရင်10သိန်းငါတို့10လားနဲ့အကုန်အရင်းကြီးရဆိုပြီးတော့အကုန်လုံးအိမ်နေ channel အကုန်ရောပေါင်းပြီးတော့အဲ့ဒီလူစီမှာအကုန်လုံးအပ်တာဒါကတော့ဘဝပြည့်ချင်းအစားပဲဗျာဒီ ਉਹ နဲ့ကျွန်တော်တွေအဲ့လူကနေချက်လာတယ်ဗျာအဲတယောက်ပြီးတော့နှစ်ယောက်အုပ်စုလိုက်များများလာတယ် ရလာပြီးတော့အသေးတိုင်းပဲကျွန်တော်တို့နောက်ပိုင်းတော့ဇွာလုံးကျွတ်ဒီနေလုံးကျွတ်ဒီမျိုးလုံးကျွတ်ဒီကအဲအဲလူစီမှာပဲပတ်စံတွေအများကြီးရှောက်သွားတာအဲအဲသူကနဲလေးတော့အချိန်မှာရောတတိယအလဲအလဲလက်ဆင့်ရောက်ပြီသူ့ရဲ့တွင်ထဲကိုအားလုံးကဝင်လာကြပြီသူကသူ့ရဲ့တွင်ထဲကိုဝင်လာတော့လုံးဝကြော်တယ်ဒါအာယုံကြောင်မလို့ဟုတူတော့ပုံမှန်တိုင်းပဲ70သိန်းပေးထားတဲ့လူဆိုရင်ပုံမှန်30000လာစင်ပေးနေရပဲတိန်းနေရဆိုရင်လည်း70သိန်း အဲ့လိုမျိုးပြေးပင်နေရပဲဟိုပြောမယ်ဆိုတော့သူ့ရဲ့ target ပေါ့ဗျာလူတွေသူ့ရဲ့စံထားတဲ့ target မှာပြည့်မိမချင်းသူလိမ်မဲ့ target မှာပြည့်မိမချင်းသူကတော့အလိုရင်းတွေကိုပေးနေတာပဲဗျာသူကတော့ပြောမှာပေါ့ငါ CY လုံကနေအဲ့လိုမျိုးအဲ့လိုမျိုးမင်းတို့ကိုပေးနေတာပေါ့တကယ်တော့မဟုတ်ဘူးသူပြောတဲ့ CY လုံကနေဆိုတော့အယောင်ပြတတ်တတ်ပဲလုံးဝခင်ဗျားတို့မတည်တဲ့နားနားမလည်တဲ့ store market တွေမှာအခု shop ပြောရင် shop ပြောနေမြဲဘာလို့လဲဆိုတော့ခင်ဗျားတို့ကလည်းယုံပါလေ ခင်ဗျားတို့ကပတ်စံနေရတာကိုခင်ဗျားတို့ကငါသူပြောစကားတွေဟုတ်မှာပါလေးဆိုပြီးတော့၁၀သိန်းဆိုရင်ဒါတသိန်းရရနေရဆိုအတိုးလေးရလိုက်ရင်ဒီကကိုရင်းထားတာက၁၀သိန်းရင်းထားတာအတိုးလေးကနော်လာတော့လာတော့တုံးနေကြီးဆိုတော့၁၀လဆိုမြတ်ပါပြီပွားဆိုအဲ့ရနဲ့မတိနိုင်မတိနိုင်နိုင်သေးဘူးအကုန်လုံးမရှိမြအကုန်အိမ်လေးခြံနေတောင်ရောင်းပြီးတော့အတက်လူကြီးရှိတယ်သူကတော့အတိုးလေးအပေါ်မှာပေးနေမြေနောက်ပိုင်းသူကချစ်တိုင်မြေကျွန်တော်တွေအဲ့လိုမျိုးအတိုးလေးကရတော့ တို့ရာဆိုတာပြောမယ်ဆိုအဲ့အတိုးတွေပေးတဲ့ပတ်စံကလည်းသူ့ပတ်စံဟုတ်ဘယ်စီးပွားလုပ်ငန်းမှာလဲပေးတာမဟုတ်ဘလို့ပေးလဲဆိုတော့တိတယ်မယ်ယူတရဟိုဟိုလူစီရပတ်စံကိုဒီလူကိုပြန်ပေးတဲ့နည်းပဲဗျာဒါပြတော့ပြောမယ်ဆိုတော့ပြမ next ဆိုတော့ A ဆိုတဲ့လူကအဲ့လူစီကိုပတ်စံဆက်တင်းပေးရင် B ဆိုတဲ့လူကလည်းဆက်တင်းပေးတိတ်ငယ်စေသူနှစ်ယောက်ကိုပြောမယ်ဆိုတော့အတိုးနှုံးကိုဆက်တင်းပါဗျာတတိယနေပဲ ပေးလိုက်တာဟိုလူစီရရဲ့70တင်းကိုအတုံးတုံးအနေနဲ့တသိန်းချင်းပဲပြန်ပေးလိုက်တာပေးလိုက်တဲ့ချိန်မှာသူ့အနေနဲ့သူ့လက်ထဲမှာဘယ်မှာဆိုသူများငွေနဲ့သူက၎င်းနေရှင်ကိုတင်းတော့ကိုတင်းတော့ကမြတ်သွားဖိုလူစီရရတဲ့ပတ်စံကိုလေကိုလူစီကိုတွဲပြောင်းပေးပြီးတော့အဲ့လိုနဲ့သူကလိန်ဖဲလိန်ဖဲလုံနေရအဲ့လိုလိုနဲ့ဒိန်ဖဲလုံနေဆိုတော့သူကစဉ်းစားကြည့်ပြသိန်းပေါင်းတထောင်ဆိုရင်လာစဉ်အတူတူစီတူစီအပ်တဲ့ငွေကသိန်းပေါင်းတထောင်ရှိနေရင် လာစဉ်သူပြန်ပြီးအတိုးပေးရတာမှတိတ်ဆောင်ပဲရှိတာဗျာ။ဒါကနေရှိသူက9000လောက်ရရတယ်။အဲ့လိုနဲ့သူကဒီလုပ်ငန်းကသူကအနည်းဆုံးနှစ်ပြည့်ကနေဒီလောက်တာ။နှစ်ပြည့်ကနေဒီလောက်တယ်။လူတွေကလည်းရမ်းများတာရာဒီဟုတ်ပါပါလေဆိုပြီးတော့အကုန်လုံးရှင်းများပတ်ဆံနေအကုန်လုံးအကြတယ်။အစားမင်းကတော့သူကတော့ဒီတိုင်းပဲအဲအဲ့လိုပေးနေတယ်မယ်။နောက်ပိုင်းကျတော့သူကပုံစံကြီးကနည်းလေးပြောင်းလာပြီ။တော့အဲ့ဆိုတော့လိန်တာပေါ့ဗျာ။အဲ သူလိုချင်တဲ့ target amount တိမ်မောင်းကောင်းဝန်းတိုင်းရှိတိမ်နဲ့ကြီးရလာပြီဆိုရင်သူကတော့လစ်ပြီးတော့ပြေးပြီအာအာနီခင်ဗျားတို့ရေးဆက်ချပြီးတော့အမြောက်လိုက်တော့ဒီနေရာမှာဗီဒီယိုဆက်ကပြောခဲ့လို့ပဲဘယ်နေရာမှာအကျိုးမြတ်ရတယ်ဆိုတော့ Prama Singh link ခံရလေကအကျိုးမြတ်ရတယ်လို့ကျွန်တော်ပြောထားခဲ့တယ်တကယ်စဉ်းစားကြည့်မယ်ဆိုရင် Prama Singh ကနေပြီးတော့ Prama Singh ကောင်ဆယ်တင်းထူလာရမယ်ဆိုရင်သူ့အနေနဲ့ဒါတစ်နှစ်ကျော်ရင် ဒါ Sunday 7:00လောက်သူရမှာဗျာ။နေရာစီတူက3:00လောက်ကမြတ်မှာပဲ။တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့အဲ့လူကတော့တင်းအဲ့လောက်နဲ့ရောင်ရမတင်းနေတိုင်းဝင်နဲ့ပတ်စံတွေကိုပိုလောဘတက်ပြီးတော့အဲ့လူစီကိုအမ်းမယ်ဆိုရင်တော့အဲ့လူကလည်းဘွားပြက်မှာပဲ။ဘာဖြစ်လို့မကောင်းပါဘူး။ဒါတော့ကျွန်တော်တို့မြေပြင်မှာရိုးရှင်းရှင်းလိန်သွားတဲ့ညီပဲဗျာ။တချို့ကလည်းကျွန်တော်တို့တည်တယ်။ယောက်ျားလို့သူကတည်တယ်ဗျာ။အာဒီဟာကလိန်ဈေးနေဆိုတာတည်။ဒါပေမဲ့မိန်းမလို့သူကကြတော့ဟိုဘယ်သူကတော့ ပတ်စံနေဘလောက်တိုးနေပြီဘလောက်ရနေပြီဘလောက်မြက်နေပြီအဲအမှယောက်ျားတို့ရှင်းပြတယ်မိမဒီလုပ်ငန်းအဲ့လိုမဟုတ်ဘူးတကယ်တော့လိမ်မာလို့ပြောပေမဲ့မိမကမယုံလीအာရှင်ရှော့ပြောနေရပဲမလီလို့မှုဒီလိုမျိုးလေးပတ်စံပေးနေရပေါ့သူ့မှာလည်းတခြားစီးပွားရောင်းနေကြမှုရတာပဲပါအညာကွီးကွာအင်ချမ်ပီဆိုတာရှင်မပြူတာဆိုနောက်ပိုင်းတော့ဒီတိုင်းပဲအများဘူကရေတောက်သူတဲတောက်တော့ပဲအာဆယ်နယ်ထိုက်တော့ဝါဆိုပြီးတော့နမ်မိမတဘောလိုက်ပြီးတော့ယောက်ျားကလည်း မရှင်းပြကြတယ်လို့ရှိလို့တေချာရှင်းပြရင်လည်းမိမကမရှုံဘူးအဲအနေနောက်ဆုံးတော့ဒီတိုင်းပဲပါသွားကြတာဒါတော့ကျွန်တော်ဒီတိုင်းပဲဒါမြေပြင်ပေါ်မှာရိုးရှင်းစွာလိန်တော့ညီလမ်းပဲဗျကျွန်တော်ဗီဒီယိုကိုကြည့်ရင်တော့ဟာရိုးရှင်းလေးကိုထင်ရင်ပဲတကယ်လက်တွေမှာခင်ဗျားတို့တိတိကျကျနဲ့ခင်ဗျားခင်ရမှာပဲဗျဘာလို့လဲဆိုတော့ကျွန်တော်ပြောရတဲ့ကိုလိန်တဲ့လူပါအသွင်းကြကြကုန်သူပြောတဲ့လူပဲ ဒါတော့ဂျာတမူကြောင့်မဲ့ဆိုရင်လည်းကိုရှာထားတဲ့တမအာဇီဝါကြတဲ့ပတ်စံတွေကိုဂရလွယ်ကူကူနဲ့ကျွန်ဒီပမ်ပလောက်အရေးကြီးတယ်။ဂရလွယ်ကူကူရတဲ့ဟာအရန်အနေများပါတယ်။ကိုရတဲ့ပစ္စည်းကကျွဲနေပြီဆိုရင်တော့ဖိထားဖို့လိုအပ်ပါလိမ့်ခင်ဗျ။ဒီကာလမှာပတ်စံရှားတွေခတ်တယ်လုံးဝခက်ခဲနေတဲ့ကာလမှာကျွန်တော်မဲ့ဆိုရင်အနေနဲ့ကိုရှာထားတဲ့တမအာဇီဝါကြတဲ့ပတ်စံတွေကိုလွယ်လွယ်ကူကူမပါဖို့ဒီနေ့နေပြီးတော့အကြံပြုတိုက်ထိုးခြင်းပါတယ်။ ားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ